အားလုံးပဲမင်္ဂလာပါရှင်ရန်နာမိုထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့သင်စိတ်ထဲမှာတွေးထားတဲ့သူနဲ့တင်နဲ့ရှစ်ဆက်မှာဘလို့အခြေအနေမျိုးတွေရှိသွားမလဲပေါ့နော်အဲ့တော့ဒီနေ့ reading အတွက်ပြောပြပေးခြင်းတဲ့ခေါင်းစဉ်အတိုင်းပေါ့နော်သင်တို့လေးရဲ့စိတ်ထဲမှာတွေးထားတဲ့သူအဲ့ဒီသူကသင်တို့လေးရဲ့လက်ရှိ connection တစ်ခုရှိနေတဲ့သူဒါမှမဟုတ်လို့ရှင်လေ relationship တစ်ခုမှာရှိနေတဲ့သူကိုလည်းတွေးလို့ရတယ်ပေါ့နော်အာနောက်ပြီးတော့သင်ရဲ့ age ဆိုလည်းတွေးလို့ရတယ်နော်အဲ့တော့ဘယ်လိုပဲဘလို့ အခြေအနေမျိုးကသူဖြစ်ဖြစ်တို့လေးတွေအတွေ့အထိမှာပေါ့နော်တွင်းမိသွားတဲ့သူနဲ့ပတ်သက်ပြီးတော့ဘလို့အခြေအနေမျိုးလေးတွေဆက်ပြီးတော့ဖြစ်သွားဖို့ရှိမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်သွားပေးမှဖြစ်ပါတယ် grow 1 grow 2 grow 3 group လေး၃ခုကမတူဘူးအပေါ်မှာတင်ထားတဲ့ crystal အယောင်လေး၃ခုလည်းမတူဘူးပေါ့နော် group 1ကအခြေအယောင်လေး group 2ကတော့အဝါယောင်လေး group 3ကတော့ပန်းယောင်လေးပေါ့နော်အဲ့တော့ဒီ group လေး၃ခုတွေကမှမမီတို့ໃຈနှစ်သက်ရာ group လေးတစ်ခုကိုရွေးချယ်ပါ ခုလေးလေးရွေးပြီးပြီဆိုရင်တော့ reading လေးကိုစတင်ပြီးတော့ဖတ်ပေးမှာဖြစ်ပါတယ် reading လေးမစတင်ခင်ကမှကျမရဲ့ချစ်တော်လေးတွေအားလုံးနေကောင်းကြမှာကြရဲ့ပါနေကောင်းကြမှာပြီးတော့အဆင်ပြေသားရအောင်မြင်သောနေ့ရက်များကိုဖြတ်တန်ရပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်เนาะအဲ့ဒါဆိုထုံးစံတိုင်းနေပဲကျမ group 1လေးကနေစလိုက်မယ်เนาะ group 1လေးတွေမင်္ဂလာပါရှင် group 1လေးတွေကျမဒီနေ့မှာเนาะ tarot card ကလေးတွေလည်းတုံးမယ် oracle card ကလေးတွေလည်းတုံးမယ်ပေါ့เนาะ အရင်ဦးဆုံးကျမကတင်တို့လေးတွေနော်ဒီ group 1ကသူလေးတွေတင်တို့လေးတွေနဲ့တင်တို့လေးတွေရဲ့တစ်ဖက်လူကြားမှာပေါ့နော်ဘလို connection မျိုးတွေရှိခဲ့လဲဆိုတာကြည့်မယ်အရင်ဦးဆုံးတင်တို့လေးတွေရဲ့အတိတ်က connection အခုလက်ရှိ connection နောက်ထပ် connection ပေါ့နော်နောက်ထပ် ထပ်ပြီးတော့အစ်စ်အစ်စ်တွေမှာဗာမျိုးလေးတွေတွေ့ရမှာလေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခြေသွားပေးမှာဖြစ်ပါတယ်အဲ့တော့ reading ကိုကြည့်လိုက်ပေါ့နော်ပထမဆုံးကိုကတော့ပိုင်းကြိုက်တာယူလိုက်တယ်ဆိုပေမဲ့အကိုယူလိုက်တဲ့ဒီ group မှာပေါ့နော်ပထမဆုံးဒီအတိတ်မှာဖြစ်ခဲ့တဲ့အရာကမတိုင်းဆိုင်ဘူးလက်ရှိမှာလည်းမတိုင်းဆိုင်ဘူးပေါ့နော်အဲ့ဒါမျိုးဆိုတော့နောက်ထပ် group ကိုသွားပြီးရွေးလို့ရတယ်เนาะအာဒီအတိတ်ကအရာအကြောင်းအရာကိုလက်ရှိအကြောင်းအရာကိုမှတ်နေဆိုလို့ရှိရင်အနာဂတ်အတွက်အကြောင်းအရာမှမှန်မယ်ပေါ့เนาะအဲ့လိုမျိုးပုံစံလေးเนาะအဲ့တော့အရင်ဆုံးကြည့်မယ် အရင်ဆုံးကြည့်မယ် group 1ကသူလေးတွေအရင်ဆုံးအဖအတွေ့လဲဆိုတော့တင်းတို့လေးတွေနဲ့တင်းတို့လေးရဲ့တဖက်လူကဒီပြီးခဲ့တဲ့အတိတ်မှာပေါ့နော်ဆက်ဆက်ရေးရကောင်းမွန်ခဲ့တယ်เนาะတောင်နဲ့တောင်နဲ့ကဒီ Marin Light တွေထိသွားဖို့ရည်ရွယ်ခဲ့တယ်เนาะအလောက်အချိန်တွေကိုနှစ်ယောက်လုံးကရည်ရွယ်ထားတယ်เนาะတွေးထားတယ်အဲ့လိုမျိုးနေထားတချို့ဆို Marin Light ထိမသွားဖြစ်ခဲ့ရင်တောင်မှာ အာဘယ်လိုပြောရမလဲတယောက်ကိုတယောက်အရန်ချစ်တယ်နားလည်းမှုတွေရှိရယ်နော်အနှစ်ယောက်ဂျာကဆက်ဆက်ရယ်အရင်နှွေးထွေးရယ်ပေါ့နော်ကျမအဲ့လိုမျိုးလေးခံစားရတယ်နော်အဲ့ဒါကိုပထမဆုံးချက်နေနဲ့တွေ့ပါရယ်အဲ့တော့ဆက်ကြည့်မယ်နော်ဒီမှာ Oracle ကတ်ကလေးတွေလည်းရှိရယ်အဲ့တော့ကျမတစ်ခါလေးကတ်ခင်လိုက်မယ်နော်အာပြီးတော့မှတစ်ခုချင်းစီပြောပြမိမယ်ပေါ့နော် ပြီးတော့မှတစ်ခုချင်းစီပြောပေးမယ်နော်ကျမဒီနေ့ကအချိန်သိမ့်မရတာဖြစ်တဲ့အတွက်ကတ်တွေအားလုံးကို shuffle လုပ်ပြီးတော့တစ်ခါလေးဆွဲရတာပေါ့နော်တစ်ခါလေးဆွဲရတယ်အရင်တော့ကတော့ဒီ reading video ရိုက်မှပဲတစ်ခါလေး shuffle ခောက်ပြီးတော့တစ်ခါလေးအဲပြောပြတာပေါ့เนาะအခုကတော့အချိန်မရလို့ကျွန်မဒီလိုမျိုးလေးသွားထားပါတယ်အာတစ်ချက်လေးเนาะအဲ့တော့ group 1ကသူလေးတွေ တင်တို့လေးတွေပေါ့နော်တင်တို့လေးတွေရဲ့ပထမဆုံးအတိတ်မှာဘလို energy မျိုးနဲ့ connection မျိုးနဲ့စခဲ့ကြလဲဆိုတော့တကယ်ကိုဒီမှာလဲ paradise ဆိုတော့လေနှစ်ယောက်သားတယောက်တယောက်ရန်ကိုချစ်ခဲ့ကြရတယ်เนาะအဲတချို့ဆိုလို့ရှင် marriage life တွေ family life တွေအထိတယောက်တယောက်မျောလင်းချက်တွေကြီးခဲ့တယ်ပေါ့เนาะကျွန်မအဲ့လိုမျိုးတွေ့တယ်အခုလက်ရှိအခုလက်ရှိကြတော့တင်တို့လေးတွေကလေอืมဘလို့လဲဆိုတော့နှစ်ယောက်ကြာမှာပေါ့เนาะနည်းနည်း pre-pack လေးတွေရှိတယ်နှစ်ယောက်မှာတယောက်က အနိုင်ယူခြင်းစိတ်များရတယ်ပေါ့နော်တဖြည်းဖြည်းပြောင်းလဲလာတဲ့ဆက်ဆံရေးပေါ့နော်ပြီးတော့အတွေးခေါ်လေးတွေမတူတာနေမယ်နော်ဒီမှာလဲ update thinking ဆိုတော့လေအာတယောက်ကနည်းနည်းရှင်းယူဆန်နေတယောက်ကနည်းနည်းခင့်မိတယ်အဲ့လိုမျိုးပုံစံနော်ချစ်လားဆိုတော့ချစ်ခဲ့တယ်ဒါပေမဲ့ဟိုအချင်းဒီတစ်ခုကိုရောက်လာတဲ့စီမှာတယောက်နဲ့တယောက်နဲ့အတွေးမြင်လေးတွေမတူဘူးပေါ့နော်နောက်ပြီးတော့ဒီ group ကိုလာကြည့်တဲ့သူလေးတွေမှာအသက်နည်းနည်းกว่าမယ်ပေါ့နော်တင်နဲ့တင်ရတစ်ဖက်လိုကအသက်နည်းနည်းလေးกว่าမယ်အဲ့ဒီခါကျတော့အတွေးခေါ်လေးတွေနည်းနည်းกว่าတယ်နော် အာမချစ်ဘူးလားဆိုတော့လည်းချစ်တယ်ဒါပေမဲ့အတွေးခွန်ပိုင်းမှာနည်းနည်းကွာဟတယ်ပေါ့နော်အာပြီးတော့နှစ်ယောက်မှာတစ်ယောက်ကရွေးချက်ကြရည်လည်းအရင်များတယ်ဆုံးဖြတ်ချက်တွေလည်းနော်ဟိုဟာဆုံးဖြတ်ရမလို့ဒီဟာဆုံးဖြတ်ရမလို့အဲ့လိုမျိုးအတွေးတွေရှိတဲ့အခါမှာနှစ်ယောက်ကြာမှာပြိပခါဖြစ်ပြီးတော့နှစ်ယောက်မှာတစ်ယောက်ကအနိုင်ပိုယူလိုက်တယ်ပေါ့နော်ပိုယူလိုက်တဲ့အတွက်နောက်တစ်ယောက်ကစိတ်ဖြတ်ပြီးတော့ထွက်ထွက်သွားတယ်ပေါ့နော်အနာမှမရှိနေတော့ဘူးအဲ့လိုမျိုးပုံစံလေးကျွန်မခံစားရတယ်နော်ဒါကအခုလက်ရှိဖြစ်ပျက်နေတာအတိတ်မှာတော့ဒီမှာလဲ paradise ဒီမှာကလဲ10 knockout နော်အရန်ကိုကောင်းမွန်တဲ့ connection တစ်ခုနဲ့တင်းတို့တွေရှိခဲ့တယ်ပေါ့နော်အဲ့ဒါမျိုးတွေ့တယ်။ဟွန်းအဲ့ဒီမှာမှဒီပေါ့နော်ဒီအနာဂတ်အနာဂတ်အတွက်ကိုကျွန်မကြည့်တဲ့စီမှာ key on a ring ဒီမှာကျတော့စီရောဆော့ပေါ့နော်စီရောဆော့ကြတယ်အဲ့ဒီတော့ဒီ group ကိုလာကြည့်တဲ့သူလေးတွေပေါ့နော်ဒီမှာတော့ကလေး เนาะဒီထဲမှာရှိနေတယ်เนาะဒီလွတ်လွတ်လပ်လပ်မဟုတ်ဘူးဒီ green ထဲမှာရှိနေတယ်အဲ့တော့ပြောချင်တာပါလဲဆိုတော့ဒီ rain ဒီလက်ဆွတ်တယ်မှာပေါ့เนาะသူကရှိနေတယ်အဲ့တော့ဒီအနာခတ်မှာကျတော့တင်တို့လေးညောင်မှာတယောက်ကเนาะဒီအနေနာမျိုးကိုเนาะအော်ဘယ်လိုပြောမလဲမလူချင်တော့ရစီမှာတယောက်ကထွက်သွားရတဲ့ပုံစံမျိုးတော့ကျွန်မတွေ့တယ်เนาะကြောက်တယောက်ကတော့ထွက်သွားမယ်အဲ့လိုမျိုးပုံစံမျိုးနော်အဲတချို့ကြတော့ထွက်သွားတယ်တချို့ကြကြတော့ဘယ်လိုမျိုးလဲဆိုတော့อืม တင်းရတဖက်လူကတင်းရခတ်ခဲတဲ့အခြေအနေကနေတင်းကိုတခြားအဆင်ပြေမဲ့နေရာကိုခေါ်ထုတ်သွားတာမျိုးပေါ့နော်အဲ့တော့နှစ်ဒီ group ထဲမှာကိုနှစ်ပိုင်းခွဲတယ်တချို့လေးတွေကြတော့တင်းတဖက်လူနဲ့တင်းတဲ့ကလက်ရှိမှာပြိပခါလေးတွေဖြစ်ပြီးတော့မှအာတင်းရဲ့အဝေးကိုသူကထတ်သွားတာမျိုးဒါမှမဟုတ်လို့ရှင်နဲ့နှစ်ယောက်ကြာမှ connection တစ်ချက်ပြတ်သွားတဲ့ပုံစံမျိုးလေးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒါတော့အရင် serious မထားပါနဲ့ဘာဖြစ်လို့လဲဆိုတော့ January တင်ပေါ့နော်ကိုယ်နဲ့ energy ကိုင်းရင်ယူပေါ့နော်ဒါပေမဲ့တချို့လေးတွေကြတော့တင်းရဲ့တစ်ဖက်လို့ကတင်းမှာခံစားနေရတဲ့အခက်အခဲတွေเนาะအာ ကြော်လွားနေရတဲ့အခက်အခဲတွေကနေတင့်ကိုပြည်လဲစေချင်တာဖြစ်တဲ့အတွက်တင့်ကိုဒီအချိန်နေအခက်အခဲအကြက်တဲတွေကနေတင့်ကိုအစဉ်ပြေအောင်ခေါ်သွားတာမျိုးပေါ့နော်ကျမအဲ့ဒါမျိုးလေးခံစားရတယ်အဲ့ဒီမှာမှဒီအတိတ်ကပေါ့နော်အတိတ်မှာတော့ဒီလူရဲ့သဘောထားဘယ်လိုလဲဆိုတော့လေတင့်တစ်ဖက်လူရဲ့သဘောထားကအာဘယ်လိုပြောမလဲသူကတင့်နဲ့ရှိနေတဲ့ချိန်တွဲမှာတဲ့ I am become a better person သူကလေသူကမှအရင်ကောင်းတဲ့ လူဖြစ်လာတယ်လို့မျိုးသူခံစားရတယ်ပြောမယ်ဆိုလို့ရှိရင်သူဘဝကအရှိမခက်ခဲတယ်နော်အာဘယ်လိုပြောရမလဲယုံယုံကန်ရတယ်ပေါ့နော်ရက်တရားကိုခတ်တယ်ဆိုတော့မှတင်းနဲ့ချစ်သွားတဲ့အချိန်မှာနော်တင်းနဲ့ condition တစ်ခုခုအစားပြုတ်လိုက်တဲ့အချိန်မှာသူကအရန်ကိုတခါရအားရတက်ပြီးတော့နော်တင်းနဲ့ချစ်ရတဲ့အတွက်ပြောရှင်တယ်သူ motivate ရတယ်အဲ့လိုမျိုးပုံစံပေါ့နော်အာ တင်းနဲ့တွေ့ရတဲ့အချိန်ခဏလေးမှာသူ့ကိုယ်သူပိုကောင်းတဲ့လူဖြစ်လာလို့သူခံစားရတယ်เนาะအဲ့အမျိုးလေးတော့သူ့မှာလည်းကြုံခဲ့တယ်ဒါကြောင့်မို့လဲဒီမှာ Tanoka Energy လိုမျိုးတင်းနဲ့ Mary Light တွေ Family Light တွေတွေသွားဖို့တော့သူရည်ရွယ်ခဲ့တယ်ပေါ့เนาะကျွန်မအားမျိုးတွေ့အာအဲ့ဒီမှာမှာအခုလက်ရှိပေါ့เนาะအခုလက်ရှိမှာကျတော့ I am starting to understand our connection ပေါ့နော်အဲ့တော့ဒီတင်တဲ့တည့်ရက်တစ်ဖက်လို့နှစ်ယောက်ရဲ့ connection ကို तू ကအခုမှနားလဲလာတယ်တဲ့နားလဲတယ်ဆိုတာအမျိုးမျိုးဖြစ်နိုင်တယ်တယောက်အကြောင်းတယောက်ပိုတည်လာပြီးတယောက်တယောက်ပိုချစ်လာတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒီမှာမှတချို့ကြတော့ outdated thinking ပေါ့နော်အဲ့လိုမျိုးပေါ့နော်တယောက်ကဟိုနည်းနည်းရှိယူဆန်တဲ့အတွေ့တယောက်ကနည်းနည်းခစ်ဆန်တဲ့အတွေ့ဆိုရင်အညှိလို့တော့အဆင်မပြေတော့ဘူးဆိုပြီးတော့ဒီ connection ကိုနည်းနည်းလေးသူကနားလဲလာတဲ့သဘောမျိုးလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းရှိတယ် အာတကယ်မို့အနာဂတ်မှာအနာဂတ်အတွက်ဆိုရင်တော့တချို့လေးတွေဆိုရင်လေဒီ group ကိုလာကြည့်တဲ့သူလေးတွေမှာ connection ကတော့ happy connection ပေါ့နော်အပျော်ရွှင်စရာပုံစံမျိုးလေးတွေရှိပေမဲ့ဒီ relationship တွေကိုမသွားသေးဘူး saturation မှာပဲရှိနေသေးတဲ့သူလေးတွေကြတော့ပေါ့နော် single လေးတွေပေါ့နော်အဲ့လိုမျိုးကြတော့တင်းရတစ်ဖက်လူကတင်းကို i want to be more than friend အာတငယ်ချင်းအခုလက်ရှိတငယ်ချင်းနေဆိုရင်အဲ့ဒီအဆင့်ထက်ကိုပိုချင်းနေနော်အဲ့လိုမျိုးလေးတွေတော့သူကတော့ဖြစ်ချင်းနေဒါကြောင့်မို့ကျွန်မခုနကပြောတဲ့ဒီ group one ကိုလာကြည့်တဲ့သူလေးတွေနှစ်နှစ် ှစ်ခု꿰ရတယ်ပေါ့เนาะအုပ်စုနှစ်စု꿰ရတယ်။ဘာလဲဆိုတော့ group တစ်ခုကတော့တငယ်ချင်းတက်ကိုပို့ပြီးတော့ခင်မင်ပြီးတော့အဲ့လိုမျိုးတွားချင်တဲ့ချစ်သူအစ်စ်ကိုတက်လှမ်းချင်တဲ့အဲ့ဒီမှာမှာတင်းတို့လေးတွေအခုခံစားနေရတယ်ခက်ခဲကြက်တဲနေတဲ့အရာတွေကနေသူတင်းကိုအာကဲတင်သွားချင်တယ်ခေါ်ဆောင်သွားချင်တယ်ပေါ့နော်တင်ပါတွေခက်ခဲနေတဲ့ငွေကြေးလားလူမှုရေးတွေလားစီးပွားရေးတွေလားပညာရေးတွေလားတင်းခက်ခဲနေတဲ့အရာတွေကနေအာတတရဲ့အရာကိုသူတင်းကိုအာ အဆင်ပြေတဲ့နေရာစီကိုပို့ဆောင်ပေးချင်တယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားကိုသိဖို့ဆိုရင်တင်းနဲ့ရင်းနှီးတဲ့သူတင်းရဲ့ friend ပေါ့နော်အဲ့ဒီကနေမှတင်းကိုသဘောကျနေတဲ့သူပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ်ဒီ group ကိုလာကြည့်တဲ့ single လေးတွေအတွက်ဖြစ် ပြောတာပါเนาะအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေဒီ group ကိုလာကြည့်တဲ့သူကအအမျိုးသမီးလေးတွေဆိုရင်လည်းတင်းရတစ်ဖက်လို့အမျိုးသားလေးကိုတင်ကအဲ့လိုမျိုးအကာကွယ်ပေးချင်တာအစဉ်ပြေတဲ့နေရာကိုပို့ပေးချင်တာအဲ့လိုမျိုးလေးเนาะသူလက်ရှိနေရာမှာအစဉ်မပြေဘူးဆိုတင်ကအစဉ်ပြေမဲ့နေရာကိုပို့ပေးချင်တာဒီ group ကိုလာကြည့်တဲ့သူကအမျိုးသားလေးတွေဆိုရင်တင်းရတစ်ဖက်အမျိုးသမီးလေးကိုပုံမကောင်းမွန်တဲ့အခြေအနေတွေရောက်အောင်တင်ကပို့ပေးချင်တာ နော်အဲ့လိုမျိုးအဲ့ဒီမှာမှတချို့ပေါ့နော်တချို့နော်ပါဆက်အနည်းဆုံးသူလေးတွေပေါ့နော်နည်းနည်းအာကန်တရားနည်းနည်းလေးနေပါတဲ့သူလေးတွေကြတော့သင်တို့နှစ်ယောက်ကချစ်ခဲ့တယ်လက်ရှိမှာတော့တယောက်နဲ့တယောက်နဲ့ကြာမှာပြိပခါလေးတွေဖြစ်ပြီးတော့မှတယောက်ကဒီအချိန်တွေကနေလွတ်မြောက်ချင်တာဖြစ်တဲ့အတွက်ဒီလိုပြိပခါဖြစ်ရတဲ့အချိန်တွေနော်လွတ်မြောက်ချင်တာဖြစ်တဲ့အတွက်သင်ရဲ့အဝေးကိုထွက်သွားတာမျိုးဒါကတော့ရာခိုင်နှုန်းနေပါတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရနော် ဲ့တော့ဒါက group 1လေးတွေအတွက် group 1လေးတွေရဲ့စိတ်ထဲမှာတွေးထားတဲ့လူ ਨੇ เนาะအတိတ်မှာဖြစ်ခဲ့တဲ့ connection အခုလက်ရှိ connection အာရှေ့ဆက်အနာဂတ်မှာဘယ်လိုမျိုးလေးတွေဆက်ပြီးဖြစ်သွားမလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်မက general ကြည့်ထားပေးတယ်ဖြစ်ဖြစ်ပါတယ်ပေါ့เนาะ general ကြည့်ထားပေးတာဖြစ်ပါတယ်အဲ့တော့ energy ကညင်ယူပါပေါ့เนาะ energy မကညင်ဘူးလို့ထင်ရင် ignore လောက်သွားလဲရပါတယ်เนาะအဲ့ဒါဆိုကျွန်မ group 2လေးဆိုရေးသွားမယ်เนาะ group 2လေးတွေရဲ့စိတ်ထဲမှာတွေးထားတဲ့သူနဲ့ group 2လေးတွေနဲ့ရှစ်ဆက်အနာခံမှာပေါ့နော်ဘာလေးတွေဆက်ပြီးဖြစ်သွားမလဲအဲ့ဒါလေးတွေကိုမချိခင်မှာအခုအဲတင်နဲ့တင်တဖက်လူတစ်စိတ်ထဲမှာတွေးထားတဲ့သူနဲ့တင်နဲ့ကအတိတ်မှာဘယ်လိုမျိုး connection လဲလက်ရှိမှာဘယ်လိုမျိုး connection လဲအနာဂတ်မှာဘယ်လိုမျိုး connection ဖြစ်သွားမလဲဆိုတာကိုတည်စစ်စစ်လေးကြည့်တော့မှာဖြစ်ပါတယ်ပေါ့နော် အဲ့ဒီတော့ဒီတင်တို့ရဲ့အတိတ်မှာတင်တို့နှစ်ယောက်မှာပေါ့နော်တင်ရဲ့တစ်ဖက်လူကတင်ကိုအရင်ဆုံးချစ်ခဲ့တာเนาะကျွန်မအဲ့လိုမျိုးမြင်တယ်เนาะတင်ရဲ့တစ်ဖက်လူကတင်ကိုအရင်ဆုံးချစ်ခဲ့တယ်တင်ကိုဒီသူချစ်တာတွေလာပြီးတော့သူဟာအရင်ဆုံးပြခဲ့တာမျိုးပေါ့เนาะကျွန်မအဲ့လိုမျိုးပထမဆုံးအချက်အနေနဲ့မြင်တယ်အခုလက်ရှိအခုလက်ရှိကဲ့တွေအရင်ခင်းလိုက်မယ်เนาะကဲ့တွေအရင်ခင်းလိုက်ပါမယ် ဘက်ကိုနည်းနည်းလေးရွှေ့လာအောင်မယ်ဒီနေ့ကခင်ရတာနည်းနည်းလေးကင်မရာမြင်ကွင်းကျင်းနေတာပေါ့နော်ကောလုံးမြင်ရအောင်နော်အဲ့တော့ကတ်အားလုံးမြင်ရအောင်ပါအဲ့တော့ဒီ group 2ကိုလာကြည့်တဲ့သူလေးတွေပေါ့နော် group 2ကိုလာကြည့်တဲ့သူလေးတွေတင်းနဲ့တင်းတစ်ဖက်လို့ရအတေက energy မှာတင့်ကိုသူကအရင်ဆုံးသဘောကျခဲ့တာနော် တင်ကအမျိုးသားဖြစ်စဉ်မျိုးသမီးဖြစ်စဉ်အမျိုးသားဆိုရင်လည်းကိစ္စမရှိဘူးတင်ရဲ့တစ်ဖက်လူမျိုးသမီးတွေကတင်တာမသိတာတင်ကိုသူကအရင်ဆုံးသဘောကျခဲ့တာသဘောကျနေတာအဲ့လိုမျိုးလေးကျမတွေ့တယ်နော်ဒီမှာလဲ headway a key ဆိုတော့လေကျမအဲ့လိုမျိုးလေးမြင်တယ်အဲ့ဒီတော့အာဘယ်လိုပြောမလဲအာဒီမှာလဲ welcome land meeting the one အဲ့လိုမျိုးလေးပေါ့နော်ဟိုအချစ်ကိုတင်ကလက်ခံရတာနော်ဒီရောက်လာတဲ့သူကိုတင်အကြိုဆိုရတာတောင်းတောင်းတွေးဆောင်ရတာအဲ့လိုမျိုးနော်ပြီးလို့ရှင် open your hand getting together for fun เนาะအဲ့တော့အတိတ်ကာလမှာတင်းရတဖက်လူเนาะတင်းရတဖက်လူကအမျိုးသားဖြစ်စဉ်မျိုးသမီးဖြစ်စဉ်เนาะအဲဒီသူဟာတင်းကိုချစ်တဲ့ချစ်တာကိုအရင်ဆုံးတင်းကိုပြခဲ့တာတင်းဘက်ကအရင်စားခဲ့တာတော့မဟုတ်ဘူးဒီ connection ကเนาะကျမအားမျိုးလေးတွေ့တယ်အရင်ဆုံးတင်းကိုသဘောကျခဲ့တယ်သူသဘောကျတဲ့အရာကိုလာပြခဲ့တယ်လာပြောခဲ့တယ်အဲ့ဒီမှာမှတင်းတို့နှစ်ယောက်စုံတွေ့တယ်ပေါ့เนาะအားမျိုးလေးစုံတွေ့ပြီးတော့ connection တစ်ခုစတင်သွားတယ်ပေါ့เนาะအခုလက်ရှိမှာပေါ့နော်အခုလက်ရှိမှာကတော့အင်းဘယ်လိုမျိုးလေးလဲဆိုတော့ သူကဒီမှာနာရောခတ်အနေချင်းနဲ့အခုလက်ရှိမှာတင်းနဲ့ပတ်သက်ပြီးတော့အသူချင်းနဲ့တယ်ပေါ့နော်အသူစိတ်ရောကိုယ်ပါချင်းနဲ့တယ်တဲ့အနာမှာရှေ့ရတာကိုသူစိတ်ရောကိုယ်ပါချင်းနဲ့တယ်နော်အဲ့လိုမျိုးပုံစံလေးဖြစ်ပါတယ်သူတဘောကြတယ်ပေါ့နော်တင်းကိုဒီမှာလဲ sun glasses နေကမျက်မှန်အဲအဲ့ဒီတော့ဒီ မပြောချင်တာဘာလို့လဲဆိုတော့လေ तू อ่ะတင့်ကိုဒီမှာ watching looking stalking အဲ့အမျိုးလေးတွေပေါ့နော် तू อ่ะဘယ်လိုလဲဆိုစောင့်ကြည့်နေတင့်ကိုသဘောကျတဲ့အတွက်အာတိတိကျကျကိုကြည့်နေတဲ့ like ရှာရပေါ့နော်အဲ့လိုမျိုးပုံစံပြီးလို့ရှိရင်မှာ focusing out ဆိုတော့လေလုံးဝအယုံဆိုင်တဲ့တင်ပေါ့နော်တင်းနဲ့ပတ်သက်ပြီးတော့အာသူ့ကိုယ်သူလည်းသူချင်းနဲ့အားရတဲ့တင်နာလာနိုင်ခဲ့တဲ့အတွက်နော်အတင်ကိုယ်သူချစ်ချောင်းပြောခဲ့တာမျိုးအတွက်လည်းသူ့ကိုယ်သူချင်းနဲ့တဲ့အဲ့ဒီမှာတင်ကသူ propose လုပ်ခဲ့လို့တင်ကပြန်ပြီးအဖြေပေးခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီး ီသူချိန်တက်တာပေါ့နော်အဲ့တော့ဒီ group ကိုလာကြည့်တဲ့အမျိုးသားလေးတွေဆိုလို့ရှင်လည်းတင်းရဲ့တစ်ဖက်လူမျိုးသမီးတွေကတင့်အောင်သဘောကျခဲ့တယ်အဲသဘောကျခဲ့ပြီးတော့တင့်ကိုစောင့်ကြည့်ခဲ့တယ်တင့်ကို like ရှာတယ်တင့်ပေါ်မှာအာယုံဆူဆိုင်တယ်နော်တင်းနဲ့သူနဲ့ connection တစ်ခုကိုအခုလက်ရှိမှာရှိနေတယ်ဆိုရင်ဒီအချိန်နဲ့ပတ်သက်ပြီးတော့သူကသူ့ကိုယ်သူဂုဏ်ယူရပေါ့နော်ချိန်တက်တယ်ကျွန်မအားမျိုးလေးခံစားရတယ်နော်အာ အနာဂတ်ပေါ့နော်အနာဂတ်အတွက်အနာဂတ်မှာသင်တို့နှစ်ယောက်ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ဒီမှာလဲ I love you ဒီမှာလဲသဘောကျလို့စောင့်ကြည့်တာလိုက်ရှာနေတာနော်အာယုံဆိုင်တာဒီမှာလဲ I love you ဆိုတော့ရှင်းဆက်ပြီးတော့လဲတင့်ကိုသူကသဘောကျနေုံမဲတဲ့နော်ဆက်ပြီးတော့သဘောကျနေုံမဲဆက်ပြီးတော့ချစ်နေုံမဲအဲ့တော့ ဒီ crew 2ကိုလာကြည့်တဲ့သူလေးတွေသင်တို့လေးတွေအမျိုးသားဖြစ်စေမျိုးသမီးလေးဖြစ်စေသင်တို့ရဲ့တဖက်လူဟာသင်တို့နဲ့ပတ်သက်ပြီးတော့ဗောနော်အတိတ်မှာသင်တို့ရဲ့နှုံသားတကားကိုဖွင့်လင်းခဲ့တယ်เนาะနောက်ပြီးတော့ဒီသင်တို့ကိုသူအမြဲတမ်းသင်တို့ဟာမသိတဲ့စောင့်ကြည့်နေတယ်အာလိုက်ရှာနေတယ်အာယုံတွေစိုက်ခဲ့တယ်ဗောနော်အာယုံတွေစိုက်ထားတယ်เนาะအာ ဒီအနာခတ်မှာအနာခတ်မှာလည်းသူတင့်ကိုဆက်ပြီးတော့သဘောကျနေအောင်မှာပဲချစ်နေအောင်မှာပဲပေါ့နော်ကျွန်မအဲ့လိုမျိုးလေးခံစားရတယ်။အဲ့ဒီမှာမှသူကဒီပြီးခဲ့တဲ့အတိတ်မှာပေါ့နော်တင့်နဲ့ပတ်သက်ပြီးတော့သူရဲ့ရင်တွင်းခံစားချက်လေးတွေပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မကြည့်ရဲ။အဲ့မှာဘာလဲဆိုတော့ I want to tell you how I feel အဲ့တော့ तू ဘလို့ခံစားခဲ့ရတာဆိုတာပေါ့နော်တင်းနဲ့ပတ်သက်ပြီးတော့တင့်ကို तू ကအရင်ဆုံးသဘောကျခဲ့ရတာဖြစ်တဲ့အတွက်အဲ့ဒီအခြေအနေကာလတွေနဲ့ပတ်သက်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးတော့ तू ဘလို့ခံစားခဲ့ရတာလဲဆိုတာကိုတင့်ကို तू ကပြောပြချင်တယ်ခဲ့ ပြောပြချင်တယ်ပေါ့နော်အဲ့ဒါမျိုးလေးလည်းတွေ့တယ်နောက်တစ်ခုကတော့ I feel you leaving me behind ပေါ့နော်မင်းငါကိုခြံထားခဲ့တယ်လို့သူခံစားရတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အာတင်းတို့လေးတွေကိုသူကစောင့်ကြည့်နေတယ်တင်းတို့လေးတွေအိုင်အွန်ဆိုင်တယ်เนาะတင်းတို့လေးတွေကသူ့ကိုမသိချင်အောင်စောင့်ခဲ့တာမျိုးလည်းရှိမယ်ဒါမှမဟုတ်လုံးဝသတိမထားမိတာမျိုးလည်းဖြစ်မယ်အဲ့ဒါမျိုးဆိုသူကဘယ်လိုခံစားရလဲဆိုတော့အော်သူ့ကိုဒီ ဘယ်လိုပြောမလဲနော်တတိနဲ့သူ့ကိုအေးမလုပ်တာလားသူ့ကိုအရာမပေးတာလားပေါ့နော်သူ့ကိုထားခဲ့တာလားသဘောမကျတာလားအဲ့ဒါမျိုးလေးတွေသူခံစားနေရတာပေါ့နော်အဲ့ဒါမျိုးပုံစံလေးနော်အခုလက်ရှိမှာလည်းတင်နဲ့ပတ်သက်ပြီးတော့ connection တစ်ခုချက်မိသွားလို့ရှင်တာမှာတင်သူ့ကိုထားခဲ့မှာတော့သူနည်းနည်းကြောက်တယ်ပေါ့နော်စိုးရိမ်တယ်နော်ကျွန်မအဲ့ဒါမျိုးလေးတွေ့တယ်ပြီးတော့ I am so attracted to you မင်းကိုအာငါအရင်ဆွဲလန်းနေတဲ့နော်ဆွဲလန်းနေ I love you အောက်မှာဒီကတ်ကြရဲဆိုတော့လေအာကတ်နှစ်ခုကအရင်ကြီးကို match ဖြစ်နေတယ်နော် energy match ဖြစ်ပါတယ်အဲ့တော့အရင်သဘောကြရတယ်ဘာကြောင့်လဲအရင်ဆွဲလန်းလို့အရင်သဘောကြရတာဒါရှိရှင်းလေးပဲဆွဲလန်းလို့ချစ်တယ်ချစ်လို့ဆွဲလန်းတယ်အမျိုးမျိုးပါပဲပေါ့နော်အဲ့တော့ဒီ group ကိုလာကြည့်တဲ့သူမျိုးသားလေးဖြစ်စေမျိုးသမီးလေးဖြစ်စေပေါ့နော်တင်လို့ရတဲ့တစ်ဖက်လူက ဒီအနာဂတ်မှာလည်းသင်တို့နဲ့ပတ်သက်ပြီးတော့သဘောကျနေအောင်ပါပဲဒါပေမဲ့ तू ပြောလားမပြောလားတော့ထုတ်ပြောလားမပြောလားတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာတော့အစ်တင်နဲ့ပတ်သက်ပြီးသဘောကျရတဲ့အချက်တွေရှိတယ်နော်တင့်မှာဆွဲဆောင်မှုတစ်ခုရှိ ਉ ရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ तू သဘောကျနေတော့မယ်ရှေ့ဆက်ပြီးတော့လည်းသဘောကျမယ်နော်အဲ့ဒါမျိုးဒီအနာဂတ်မှာကျတော့ဒီမှာ fire panic ကိုကျွန်တော်တွေ့ရတယ် fire panic တွေ့တော့ တင့်ကိုသဘောကျရတဲ့အပေါ်မှာအခက်ခဲနှောင့်ယှက်ရှိပါစေဘေးပြောကဘလို့ပဲရှိပါစေသူနာကျင်ရပါစေသူတင့်ကိုရှေ့ဆက်ပြီး အဲသူဆက်ချက်နေအောင်မှာပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်။တင်းတို့တရားရဲ့အနာဂတ်မှာတော့အခက်ခဲလေးတွေရှိတယ်။တရားကိုတရားချစ်တယ်ဆိုပေမဲ့လည်းနှစ်ဖက်မိဘသဘောမတူတာမျိုးလား။အာတင်းဘက်ကအခက်ခဲလားသူ့ဘက်ကအခက်ခဲလား။နှစ်ယောက်ကပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်ကြလေတည်းဆိုတဲ့ပုံစံမျိုးတော့ကျွန်မမတွေ့ဘူး။ဒါပေမဲ့လည်းသူကတော့တင်းကိုအနာဂတ်ကာလတဲ့မှာသူသဘောကျနေအောင်မှာပဲနော်။အဲဒါပေမဲ့တင်းကိုသဘောကျတဲ့ဈေးမှာသူ့ဘဝမှာသူခက်ခဲရတယ်နော်။ အဲ့တော့ကျမခုနကပြောသလိုပဲခက်ခဲရတယ်ဆိုတဲ့အခြေအနေကတော့အများကြီးရှိတယ်။အဲ့ဒါကသူ့ဘက်ကသဘောမကျတာလား၊တင်တို့ဘက်ချမ်းကမိဘတွေအတိုင်းအဝန်တွေသဘောမကျတာလား။အဲ့ဒါမျိုးလေးတွေရှိတယ်။တခါတည်းမှာနှစ်ယောက်သဘောကျတယ်၊နှစ်ယောက်လုံးချစ်တယ်ဆိုရင်တော့မှပဲအာဘယ်လိုပြောမလဲ။ရုတ်တရက်ပေါင်းစည်းသွားဖို့မလွယ်ကူတဲ့အရာတွေရှိတယ်။နော်တယောက်နဲ့တယောက်နဲ့အသက်အရွယ်တွေကွာလို့လား၊တယောက်နဲ့တယောက်နဲ့အာဘယ်လိုပြောမလဲ။အနေထားတွေကွာနေတာလား။နော် အာဘယ်လိုပြောမလဲအတိုင်းဝိုင်းနေကွာနေတာလားအဲ့လိုမျိုးပုံစံလေးတွေရှိတယ်ပြီးတော့နှစ်ယောက်ဒါချစ်နေုံနဲ့လည်းမပြီးဘူးဒီဘေးကလူတွေကကိုယ်ပြင်းတယောက်ကိုသဘောမတူဘူးဆိုရင် အာဝိုင်းပြီးဖြတ်မာတော့เนาะပြီးလို့ရှိရင်အာအမျိုးမျိုးပေါ့เนาะတွေးထုံးနှောက်ရှက်မာအဲ့ဒါလည်းရှိတယ် အဲ့တော့ဒီ group ကိုလာကြည့်တဲ့သူတွေတင်းရတစ်ဖက်လို့ကတင်းနဲ့ပတ်သက်ပြီးတော့သဘောကျတယ်เนาะအဲ့လိုမျိုးပုံစံလေးတွေရှိပြီမယ်ရှေ့ဆက်မှာလည်းတင်းကိုရှေ့ဆက်သဘောကျနေအောင်မယ်အဲ့ဒီ energy မျိုးကျွန်မတွေ့နေရပြီမယ်လေအနာဂတ်မှာတော့တင်းတို့နှစ်ယောက်ရဲ့ဒီဆက်ဆံရေးကိုတော့အတူတူတော့သွားဖြစ်မယ်တော့ကျွန်မထင်တယ်နော်တူတူတော့ဖြစ်မယ်တကယ်လို့တော့ဖြစ်ခဲ့မယ်ဆိုတော့မှအဲ့ဒါကိုနှစ်ယောက်လုံးဝချစ်ချင်းခံရင်ဆိုင်ရမယ်ပေါ့နော်နှစ်ယောက်အတူတူဒီ relationship တစ်ခုကိုတည်ဆောက်သွားမယ်ဆိုရင် ဘေးကအနှောင့်အယှက်တွေစိတ်ပင်ပန်းမှုတန်တွေနော်ငွေကြီးဆုံးရှုံးမှုတွေထိတာမှာတင်တို့တွေခံစားနိုင်တယ်ဥပမာပါလဲဆိုတော့အာ တဖန်မိဘတွေကသဘောမတူတော့ဒီလိုအမွေဖြတ်တာမျိုးပေါ့နော်ကျွန်မအဲ့လိုမျိုးလေးပြောချင်တာအဲ့လိုမျိုးဒါပေမဲ့နော်ကျွန်မကတော့ပြောသလိုအဲ့လောက်ထိလည်းအရင်ကစီရီယက်တော့မထားနဲ့ပေါ့နော်ဒါဖြစ်တတ်တဲ့သဘောဒါကဒီ paraphernalia ကကငွေကြီးဆုံးရှုံးနေပါ냐အဲ့လိုမျိုးလေးလည်းရှိတဲ့ခါကျတော့ကျွန်မအဲ့လိုလေးထည့်ပြောပေးတာပေါ့နော်အဲ့တော့နှစ်ယောက်ကြာရဲ့ပတ်သက်မှုမှာငွေကြီးဆုံးရှုံးရတာလေးလည်းရှိတယ်ပေါ့နော်အဲ့တော့အနာခံမှာဒါပေမဲ့တင့်ကိုသူကသဘောကျနေလားဆိုတော့သဘောကျနေတော့မယ်ဆွဲလန်းနေတော့မယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးမြင်တယ် အဲ့တော့ဒါကတော့ group 2လေးတွေအတွက်တင်းစိတ်ထဲမှာတွေးလိုက်တဲ့တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့သင်တို့ညာဘာလေးတွေဆက်ဖြစ်သွားမလဲအတိတ်မှာဘာလေးတွေဖြစ်ခဲ့လဲလက်ရှိမှာဘယ်လိုမျိုးလေးတွေဖြစ်နေလဲအနာဂတ်မှာဘာလေးတွေဆက်ဖြစ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မ channel ကြည့်ထားပေးတာဖြစ်ပါတယ်။ဒါဆိုကျွန်မ group 3လေးစီကိုတွားလိုက်ပါမယ်။ group 3လေးတွေမင်္ဂလာပါရှင်။ ကုသရီလေးတွေရဲ့စိတ်ထဲမှာတွေးထားတဲ့သူနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရှစ်ဆက်ဖြစ်သွားမလဲเนาะအတိတ်မှာရောဘာလေးတွေတို့ညောင်ရဲ့ connection မှာရှိခဲ့လဲအခုလက်ရှိမှာရောဘာလေးတွေရှိနေလဲအနာဂတ်မှာရောဘာတွေဆက်ပြီးတော့ကြုံတွေ့သွားမလဲပေါ့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်သွားပြီးမှဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံးအာတင်းတို့ညောင်ရဲ့အတိတ်ကဆက်ဆက်ရေးရလीဘယ်လိုပြောရမလဲเนาะဒီမှာ judgment card ဆိုတော့အာ လို့ပြောမယ်တယောက်ရဲ့အချစ်ပုံမှာတယောက်ကအပြည့်လဲရှင်းတန်လာရတဲ့ပုံစံမျိုးသူတို့နေရာမှာတယောက်ကအရန်ကြီးကိုဘယ်လိုပြောမလဲနာကျင်ခဲ့ရတဲ့သူ့ဘဝရဲ့အတိတ်ဆက်ကြောင်းကိုရှိခဲ့မယ်ပေါ့နော်အဲ့ဒီမှာသင်နဲ့တွေ့ရတဲ့စီမှာသင်ရဲ့အချစ်နဲ့ဆုံတွေ့ရတဲ့စီမှာသူ့ဘဝကတဖန်ပြောင်းလဲရှင်းတန်လာရတဲ့သူလိုပါပဲပေါ့နော်အဲ့ဒီရဲ့ energy ကသင်လဲဖြစ်နိုင်တယ်သင်တစ်ဖက်လိုလည်းဖြစ်နိုင်တယ်နော်အဲ့ဒါမျိုးလေးအတိတ်အခုလက်ရှိအခုလက်ရှိမှာသင်တို့နှစ်ယောက်မှာတယောက်ကတော့ အောင်မြင်မှုတွေနောက်ကိုလိုက်နေတာเนาะကျွန်မအားမျိုးတွေ့တယ်เนาะအာသူရဲ့ဘဝအနေထားမှာလဲတစုံတစ်ခုမှသူအောင်မြင်သွားတာမျိုးသူရည်ရွယ်ထားတဲ့အရာတွေကိုသူရရှိပိုင်ဆိုင်သွားတာမျိုးကျွန်မအားမျိုးတွေ့တယ်အဲ့ဒါကအခြေအနေလည်းဖြစ်နိုင်တယ်စီးပွားရေးလည်းဖြစ်နိုင်တယ်ငွေကြေးလည်းဖြစ်နိုင်တယ်ပညာရေးလည်းဖြစ်နိုင်တယ်ပေါ့เนาะကျွန်မအားမျိုးတွေ့တယ်အဲ့တော့ဆက်ကြည့်မယ် အဲ့တော့ group 3ကိုလာကြည့်တဲ့သူတွေတွေတင်းတို့လေးတွေရတစ်ဖက်လို့ねတင်းတို့လေးတွေကအတိတ်ပြီးခဲ့တဲ့ကာလမှာနှစ်ယောက်ကတယောက်ကတော့နှစ်ယောက်မှတယောက်ကတော့เนาะဒီအချစ်နဲ့တွေ့တဲ့စီမှာเนาะနှစ်ယောက်သာတွေ့ဆုံမှုမှာတယောက်ကပြန်လဲရှင်းတမ်းမနိုင်ခဲ့တယ်ပေါ့เนาะကျမအဲ့လိုမျိုးတွေ့တယ်ဒီမှာလဲ healing path ဆိုတော့လေအာသူ့ရဲ့နှလုံးသားပေါ့เนาะသူ့ရဲ့နှလုံးသားရေးရအချစ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ူကလေဟိုသူဖြစ်စေတင်ဖြစ်စေနှစ်ယောက်မှာတယောက်ပေါ့နော်ဒါဒီ energy ကနှစ်ယောက်လုံးအတွက်ရောပြီးကြည့်ရတဲ့ပုံစံမျိုးဆိုတော့လေဒီနေ့ reading ရဲ့ energy ကသူဖြစ်စေတင်ဖြစ်စေเนาะနှစ်ယောက်သားတွေ့ဆုံမှုမှာအာနာကျင်ခဲ့ရတဲ့အရာတွေပေါ့နော်အတိတ်ကနာကျင်ခဲ့ရတဲ့အရာနဲ့ပတ်သက်ပြီးတော့နှစ်ယောက်သားတွေ့ဆုံမှုမှာတယောက်ကပြန်လဲရှင်းတန်လာရတယ်အာနောက်ပြီးတော့ hinin has ဆိုတော့လေနှလုံးသားကိုပြန်လဲကုစားနာလိုက်တာလာနိုင်တယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးနဲ့တွေ့ เนาะဒါကအတိတ်ကတင်းတို့နှစ်ယောက်ရဲ့ connection အခုလက်ရှိအခုလက်ရှိကတော့နှစ်ယောက်မှာတယောက်ကအောင်မြင်မှုတွေနောက်ကိုလိုက်တယ်အောင်မြင်မှုတွေနောက်ဟိုလိုက်သွားပဲရရှိသွားတာမျိုးတချို့ကြတော့လေဒီအချိန်မှာနှစ်ယောက်မှာတယောက်ကအာနည်းနည်းလေးပုတ်ပြီးတော့နိုင်ချင်တယ်ပေါ့เนาะကျွန်မအားမျိုးတွေ့တယ်အခုလက်ရှိ connection ကလေဒီမှာ commit relationship လေကျွန်မတွေ့ရောအဲ့တော့ဘယ်လိုမျိုးခံစားရလဲဆိုတော့อืม တင်းတို့နေရာပဲဆက်ဆက်ရနည်းနည်း karmic relationship ဆိုတော့လေလုံးဝကြီးဒီအဆင်ပြေချုံးမွေ့နေတဲ့ဆက်ဆက်ရတခုတော့ဟောက်မနေဘူးပေါ့နော်အဲ့တော့ဘာလဲဆိုတော့အဆင်ပြေဆက်ဆက်ရအဆင်ပြေတဲ့ဆက်ဆက်ရမဟုတ်ဘူးဆိုတာကတယောက်တယောက်ဟိုမချစ်တာတို့နော်အချစ်ပေါ်တာတို့အဲ့လိုမျိုးပုံစံဆိုတာတည်းဒီနှစ်ယောက်မှတယောက်ကဒီအောင်မြင်မှုနောက်ကိုတအားလိုက်ရတယ်ပေါ့နော်အောင်မြင်မှုနောက်ကိုတအားလိုက်ရတဲ့စီမှာနောက်တယောက်ကိုအာဘယ်လိုပြောမလဲအချိန်ပေးတာနေတာတို့ဂယူးမဆိုင်တာတို့အာအေးမပေးတာတို့နော် အဲ့လိုမျိုးလေးတွေရှိတဲ့အခါမှာ coming relationship ပုံစံမျိုးဖြစ်သွားတယ်။လုံးဝကိုဒီ romantic ဆက်ဆက်ရေးတွေမဟုတ်တော့ပဲနဲ့ပေါ့နော်။ဘာကြောင့်လဲဆိုတော့အချိန်မပေးနိုင်တဲ့တစ်ခါလေအချိန်အချိန်ဆိုတာမပြောရွှင်ရအောင်နားလည်မှုတွေမပေးနိုင်တဲ့ခါပါလေနော်။အခုလည်းဒီလိုပဲဒီ group 3ကိုလာကြည့်တဲ့သူတွေတွေမှာနှစ်ယောက်မှတစ်ယောက်ကအောင်မြင်မှုနောက်ကိုတအားလိုက်တယ်။အဲ့ဒီခါမှာဒီအောင်မြင်မှုနဲ့သူရရတယ်။ဒါပေမဲ့လည်းနှစ်ယောက်သားရဲ့ဒီနှလုံးသားရေးရပေါ့နော်။ဒီ relationship ပေါ့နော်။ love life မှာကြာတော့လေနည်းနည်းအဖုန်ထက်လေးတွေဖြစ်စေတယ်။ karmic relationship ပုံစံမျိုးလေးတွေဖြစ်သွားရတယ်ပေါ့နော်။အခုလက်ရှိမှာအဲ့လိုမျိုးပုံစံလေးကျွန်မတွေ့။နောက်ပေါ့နော်ဒီ ရှစ်ဆက်မှာဘာလေးတွေဖြစ်မလဲဆိုတော့ဒီမှာ the snake ဆိုတော့လေအဲဒီ the snake ကတ်ကိုတော့ကျွန်မက positive လို့သိမ်းခံစားရအောင်ပေါ့နော် negative နဲ့နည်းလေးဆန်နေပေါ့နော်အဲ့ဒါမျိုးအာဘာကြောက်လဲဆိုတော့อืมဒီမွေပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ဒီအယူအဆမြန်မာယူဆအားဖြစ်ပဲဆိုပါတော့เนาะနည်းနည်းอืม energy က negative energy ဘက်ကိုနည်းနည်းသွားရတယ်ပေါ့နော်ကျွန်မအဲ့ဒါမျိုးလေးခံစားရတယ်နောက်ပြီးတော့ဒီမှာလည်းဒီလိုပဲအာ ပြိုင်ပွဲတို့ရန်သူတို့အဲ့လိုမျိုးပေါ့နော်ဒီကက်မှာရေးထားတဲ့အတိတ်ပဲလေးတွေအဲ့လိုမျိုးဆိုတော့လေပြီးတော့ဒီနှစ်ယောက်ကြားမှာလည်းအနေနဲ့နှောက်ရှက်မဲ့သူပုံစံလေးတွေကျွန်မတွေ့တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့လေအတိတ်မှာကတော့နော်ချစ်ခဲ့ရတဲ့ဟိုဆက်ဆက်ရေးတွေမှာတော့ကောင်းမှုခဲ့တယ်ပေါ့နော်အခုလက်ရှိမှာတော့နည်းနည်းအဖုထစ်လေးတွေဖြစ်ချင်တယ်နော်နည်းနည်းအနှောက်ရှက်လေးဘယ်လိုပြောရမလဲနည်းနည်းတယောက်တယောက်အချိန်မပေးနိုင်တဲ့အခါမှာလေး နှစ်ယောက်မှတစ်ယောက်ကနည်းနည်းနာကျင်နေရတဲ့ခါကျတော့ commit relationship ပုံစံဖြစ်သွားရပေါ့နော်အဲ့လိုမျိုးပုံစံလေး uh, twin flame လည်းမဟုတ်ဘူး soul mate လည်းမဟုတ်ဘူး uh, commit ဆိုတော့လေနော်အဲ့လိုမျိုးအနာအနာကတည်းကတော့ destination ဆိုတော့နည်းနည်း လောက်ရှက်တွေရှိတယ်ပေါ့နော်ကျမအမျိုးလေးခံစားရတယ်ပြီးတော့နှစ်ယောက်မှာအားပြိုင်မှုလေးတွေရှိလာမယ်ပေါ့နော်အမင်းမှန်လဲငါမှန်တယ်အဲ့လိုမျိုးပုံစံလေးတွေလည်းဖြစ်သွားနိုင်တဲ့ခါကြတော့နော်ဒါပေမဲ့ဒါကိုရန်ကြီးစီးရထားကြမလို့ပါဘူးပေါ့နော်ကျမကကပြောသလိုပဲဒါရီ channel တွေမှာနော်လုံးဝကို energy ကိုင်ညီမှသာယူပါပေါ့နော် ဲ့တော့ဒီအတိတ်ကာလမှာတဲ့เนาะတင်းရတစ်ဖက်လူကဒီဆက်ဆံခဲ့ရတဲ့တင်းနဲ့သူနဲ့ဆက်ဆံခဲ့ရတဲ့ဒီ love line မှာတွေ့ဆုံခဲ့ရတဲ့ဒီ connection မှာတင်းကိုတော့သူကတကယ်ကိုချစ်ခဲ့တယ်เนาะအတင်းနဲ့သူနဲ့ချစ်ခဲ့ရတဲ့စီမှာသူဘဝအတစ်ပြောင်းလဲရှင်တန်ကဘယ်လိုမျိုးပဲဆိုတော့လုံးဝကိုချွင်ချင်မရှိသူချစ်ခဲ့တယ်ပေါ့เนาะကျွန်မအဲ့လိုမျိုးလေးနဲ့တွေ့တယ်တော့သူတင်ကိုအများကြီးချစ်ခဲ့တယ်ပေါ့နော်အာနောက်ပြီးတော့ဒီမှာ we will be together again အဲ့တော့ ဒါကလည်းဘာကိုပြောချင်လဲဆိုတော့အခုလက်ရှိမှာတင်းတို့နှစ်ယောက်မှာအနေနဲ့ဝေးကွာမှုလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့တရက်ကအောင်မြင်မှုနာကိုလိုက်တာဖြစ်တဲ့အတွက်ခီးတွေထွက်နေရတာမျိုးအလုပ်တွေတအားကြီးစူးစမ်းနေရတဲ့အခါမှာကျန်နေရတဲ့သူကလည်းစောင့်မြုံရင်းနဲ့နာကျင်နေတယ်သွားတဲ့လူကလည်းထွက်သွားရတယ်ပေါ့နော်ဒါပေမဲ့လည်းအနှစ်ယောက်သာတော့ပြန်ဆုံချင်နေတယ်ပေါ့နော်သူကပြောတယ်သူအောင်မြင်ပြီးတဲ့နောက်မှာတင်းနဲ့ပြန်ဆုံချင်တယ်နော်အောင်မြင်မှုတွေပွေပိုက်ပြီးတော့တင်းစီကိုပြန်လာချင်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် we will be together again ဆိုတော့လေ Mm, that's snake, nice. That's snake, nice. yeah, I'm a affair to contact you, but no. အဲဒါမဲ့တခုတော့ရှိတာဟာတဲ့တင့်ကိုတဲ့သူဆက်သွယ်ရမှာကြောက်တယ်နော်အဲ့တော့ကျွန်မခုနပြောသလိုပဲနှစ်ယောက်ကြာမှာအဖို့ထစ်လေးတွေရှိခဲ့မယ်တယောက်တယောက်လည်းနားလည်မှုတွေပေးဖို့နေခဲ့တယ်ဆိုလို့ရှိရင်အာသူတင့်စီပြန်လာဖို့တင့်ကိုဆက်သွယ်ဖို့တော့သူကြောက်နေတယ်ပေါ့နော်ပြီးတော့တင့်ကသူ့ကိုအထင်လွဲတာမျိုးလည်းရှိနိုင်တယ်အဲသူကတင့်ကိုအာပြန်လဲပြီးတော့မရှင်းပြခဲ့မိတဲ့အပိုင်းတွေလည်းရှိမယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တင့်အရန်သူ့ကိုစိတ်ဆိုးနေတယ်တင့်ရန်သူ့ကိုနာကျင်နေတာမျိုးလည်းရှိနိုင်တယ်နော်အဲ့တော့ တင့်ကိုသူကဆက်သွယ်ဦးနည်းနည်းလေးကြောက်နေတယ်ပေါ့နော်အာမျိုးလေးတဲ့နောက်ပြီးတော့နှစ်ယောက်ကြာမှလည်းအနှောက်ရှက်တိုက်ခိုက်လေးတွေရှိတဲ့အခါကျတော့အာတင်ကသူနဲ့ပတ်သက်ပြီးတော့အရန်ကြီးစိတ်တွေတိုးပြီးတော့အရန်ကြီးဒေါသတွေထွက်နေမလားเนาะအာသူ့ကိုဒီတကယ်ကိုရန်သူလိုမျိုးဆက်ဆက်နေမလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတွေးပို့နေတာဖြစ်တဲ့အတွက်တင့်ကိုဆက်သွယ်ဖို့သူကြောက်နေတယ်တဲ့เนาะနောက်တစ်ခုကတော့ဒီတင်တို့နှစ်ယောက်ရဲ့ဒီအနာခတ်မှာဘာလေးတွေဆက်ဖြစ်မလဲဆိုတော့ forest ဲ့တော့ဒါကတော့ကျမဒါကဘာဘယ်လိုပြောချင်လဲဆိုတော့လေ force of energy နဲ့အာသူလေးအရင်ပြင်းမှန်းတယ်လို့သူခံစားလာရပါတော့နော်ဒီအနာကတ် connection ကိုချိန်တဲ့ခါကျတော့ဘယ်လိုမျိုးလဲဆိုတော့လေဒီသူတို့နှစ်ယောက်ကြာမှာပေါ့နော်တယောက်ကအရင်လုံးလုံးပြီးတော့တယောက်ကလည်းအရင်ချစ်တယ်ဒါပေမဲ့လည်းညှိနှိုင်းနေရတဲ့ပြဿနာလေးတွေရှိတဲ့စီမှာဒါကိုဘယ်လိုအကောင်းဆုံးကင်တွယ်သွားရင်ကောင်းမလဲဆိုပြီးတော့သူ့စိတ်ကိုသူအနာပေးပြီးတော့သူ အများကြီးသူစဉ်းစားအောင်ပဲပေါ့နော်ဥပမာတင့်နာကိုလာမယ်ဆိုတော့မှသူအများကြီးစဉ်းစားရအောင်ပဲသူတင့်ကိုကြောက်တယ်အဲကြောက်တယ်ဆိုတော့တင့်သူ့ကိုမုန်းနေသလားအထင်လွဲနေလားနော်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးသူအများကြီးတွေးနေရပြီးတော့သူဆုံးဖြတ်ချက်လည်းမချနိုင်သေးဘူးနော်တကယ်မို့ဝေးကွာနေရတဲ့သူလေးတွေဆိုတင့်နာကိုလာဖို့သူဆုံးဖြတ်ချက်မချနိုင်သေးဘူးနော်ဆုံးဖြတ်ချက်မချနိုင်တာကလည်းတင့်သူ့ကိုစိတ်ဆိုးနေတာအထင်လွဲနေတာအဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုမျိုးဖြေရှင်းရမလဲနှစ်ယောက်ဘယ်လိုမျိုးအဆင်ပြေအောင်သူလုပ်ရမလဲဆိုတော့သူမတွေးတတ်သေးဘူးသူမလုပ်တတ်သေးဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ သူ့စိတ်ကိုသူအနာပေးပြီးတော့သူငြိမ်ငြိမ်လေးနေပြီးတော့သူအများကြီးအာလွတ်လွတ်ဝအောင်မယ်တွေးရအောင်မယ်ပေါ့နော်ဆုံးဖြတ်ရအောင်မယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နော်အားကြောင့်မတက်နာကိုသူကလွယ်လွယ်ကူကူနဲ့အာမလာနိုင်သေးဘူးနော်ဒီအနာခက် connection မှာတော့လွယ်လွယ်ကူကူတက်နာကိုလာဖို့သူ နည်းနည်းခက်ခဲအောင်ပဲပေါ့နော်။ဒါကြောင့်လည်းဆိုတော့သူစဉ်းစားဆုံးဖြတ်ပြီးတော့အဲတင်းနဲ့ပတ်သက်ပြီးလုပ်ရမယ့်အရာတွေအများကြီးတယ်ပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းသူစိတ်ကိုသူပြန်လည်တည်ဆောက်ရမယ်။သူကိုယ်ကလည်းဟင်းလင်းလုပ်ရမယ့်အပိုင်းတွေရှိတယ်။သူမှလည်းတင်းနဲ့ပတ်သက်ပြီးတော့ဒီအခြေအနေမှာပေါ့နော်။လုံးဝကိုပျော်ရွှင်စွာဖြတ်တန်းခဲ့ရတာမျိုးမဟုတ်ဘဲနဲ့ trauma လေးတွေကိုသူကိုယ်ကလည်းရသွားတာမျိုးလေးတွေရှိတယ်ပေါ့နော်။ lack issue လေးတွေပေါ့နော်။အဲ့ဒါမျိုးပုံစံလေးတွေကိုလည်းသူခံစားခဲ့ရတဲ့ခါကျတော့သူကိုယ်တိုင်အတွက်လည်းသူဟင်းလင်းလုပ်ရမယ့် အချိန်လေးတွေလိုတယ်ပေါ့နော် healing time လေးတွေလည်းသူ့မှာနည်းနည်းလိုသေးတယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးတွေ့တယ်နော်အဲ့တော့သူကိုယ်တိုင်အတွက်လည်းသူပြင်ဆင်ပြီးတော့မှတင်းစီကိုလည်းလာဖို့သူပြင်ဆင်ရမယ့်အရာတွေရှိသေးတော့နည်းနည်းတော့သူအချိန်ပေးရမယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့ဒါကတော့ group 3လေးတွေအတွက် group 3လေးတွေနဲ့တင်းရဲ့စိတ်ထဲမှာတွေးထားတဲ့သူနဲ့အတိတ်မှာဘယ်လိုအခြေအနေရှိခဲ့လဲလက်ရှိမှာဘယ်လိုအခြေအနေရှိနေလဲအနာဂတ်မှာရောဘာလေးတွေဆက်ပြီးတော့ကြုံတွေ့သွားရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မ general လေးတစ်ခုဖတ်ထားပေးတာဖြစ်ပါတယ် energy ကညင်ယူပါပေါ့နော် energy မကိုက်ဘူးထင်လို့ရှိရင်လည်း ignore လုပ်သွားပါနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျမရဲ့ပြည်သက်လေးတွေအားလုံး orient လေးတွေအားလုံးကိုဒီနေ့အနေနဲ့ကျေးဇူးတင်ပါတယ်နော်နောက်ထပ် reading တွေမှာကျမတို့အတူတူပြန်လည်ဆုံတွေ့ကြမယ်နော်